သူများကိုအပြစ်တင်တာသူများကိုကဲ့ရတာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်။ကြီးမာတဲ့အပြစ်တစ်ခုပြန်လေကိုယ်ကြောက်။ဒါကိုအလွန်တတိထားစရာကောင်း။လောကလူတွေလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။ကဲ့ရတာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားတဲ့နေပေါ့။ဒါနေ့စဉ်ဘဝမှာအရေးကြီးတယ်ပေါ့။ လူတိုင်းလူရိုင်းရဲ့နေစဉ်ဘဝမှာနှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့နှုတ်ကိုစီကံကျက်ထားတာအမြဲတမ်းတန်ဖိုးရှိတယ်လူလောကမှာလုံနေကြတာနှုတ်နဲ့ပြောတာရဲ့ကိုတိလက်ရောက်လှုပ်တာဒီနှစ်ခုပဲရှိတယ်အဲဒီလိုနှုတ်နဲ့ပြောကိုတိလက်ရောက်လှုပ်တာဟာအမှားရင်မရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်အေးပြစ်တင်မှုကဲရမှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကို ရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလားကဲ့ရတာဟာကဲ့ရတိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးနော်မကောင်းတာတွေအများကြီးဘုရားဆရာကဟောထားတယ်ပရဝိဆာနုပတိတသူတပါအပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လောကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာချင်းဘယ်သူကပြင်ဘာလုပ်တာပဲဘယ်သူကပြင်ဘာပြောတာပဲဆိုပြီးတော့ တဖက်သားကကဘလိန်းလုံဖို့ပဲစဉ်းစားတယ်ညာနောက်ကိုယ်ကလည်းအဲ့ဒီအကျင့်စရိုက်ရှိမယ်ဆိုရင်ဒီအကျင့်စရိုက်ကိုပြုပြင်ဖို့လိုအပ်တယ်ပေါ့သူများကိုဘလိန်းလုံပါနဲ့ဟာကိုယ်အပြစ်ကိုပဲကိုကြည့်ပါသူများအပြစ်ကိုမကြည့်ပါနဲ့အပြစ်မမြင်ပါနဲ့လို့ဆိုအဲ့ဒီမှာမြတ်စွာဘုရားကပရဝိသပရဝိသဆိုတာဝိသဆိုတာပြောစရာအပြစ်ကိုဝိသဖို့ခေါ် ပရဝိသသူတပါရဲ့အပြစ်ကိုအနုပသိတဆိုအမြဲမပြတ်စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်သူများကိုအပြစ်တင်နေတဲ့ပုဂ္ဂိုလ်သူများအပြစ်ကိုရှာနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုရှာနေတဲ့ပုဂ္ဂိုလ်ဘာဖြစ်တတ်လဲအာတဝါတတဝဋ္ဌံတိအဲ့ဒီပုဂ္ဂိုလ်မှာမကောင်းတဲ့အကုသိုလ်တွေအာတဝတရားဆိုတာ ုရဲ့ယဉ်တဲ့နှလုံးထဲမှာမပြတ်စည်းဝင်လာတဲ့ခိတ္တာတွေကိုလည်းဆိုတယ်။အဘိဓမ္မာမှာတော့လောဘဒိဋ္ဌိမောဟဒီသုံးခုကိုအာတဝါလို့ခေါ်ပေမဲ့လို့အာတဝါဆိုတာမိမိရဲ့တဏ္ဏမှာမပြတ်စည်းဝင်နေတဲ့သို့မဟုတ်တဏ္ဍာမှာကြာရှည်လာတဲ့စိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်လာတဲ့သဘာဝတရားတရားဆိုးတွေလို့ဆိုတယ်။အဲ့ဒါတွေဟာတိုးလာနိုင်မယ်။ ူများအပြစ်မြင်ရင်အာတဝဆိုတဲ့ကိလေသာတရားစိုးတွေကိုယ်ရင်ထဲမှာတိုးလာနိုင်တယ်အပြစ်တွေကိုယ်မှာတိုးလာကိုမြင်တာကသူများအပြစ်ဖြစ်တာကကိုနော်ဒီလိုဖြစ်တတ်တယ်ဆိုတာကိုတတိထားဖို့လိုအပ်တယ်နိစ္စံဥစ္စာနာတင်ကြီးတော်တဲ့အမြဲတမ်းသူတယောက်ရဲ့ကဲ့ရဲ့ရှုပ်ချနေတဲ့ပုဂ္ဂိုလ် သူများအပြစ်ကိုမြင်တယ်ကဲရဲ့ရှုတ်ချတယ်အပြစ်မြင်ခြင်းနဲ့ကဲရဲ့ရှုတ်ချခြင်းဆိုတာတွဲဖက်ပြီးတော့လာတွဲဖက်ပြီးတော့လာတယ်ဒါကြောင့်မို့အပြစ်မြင်တာရဲ့ကဲရဲ့ရှုတ်ချတာရဲ့အဲ့ဒီနှစ်ခုလုံးနေပြီဆိုလို့ရှိရင်အဲ့ဒါလုံးတဲ့ပုဂ္ဂိုလ်ဟာအာတဝါတတဝဋ္ဌန္တိအာတဝါတရားတွေတိုးတက်မြတ်ပြားလာနိုင်တယ် တနည်းအားဖြင့်အာသဝဆိုတာဘေးရန်ကိုလည်းခေါ်တယ်ဘေးရန်တွေတိုးတက်များပြားလာနိုင်တယ်အာရာသော အာသဝခရအဲ့ဒီပုဂ္ဂိုလ်မျိုးဟာအာသဝခရဆိုတဲ့ဘေးရန်ကင်းတဲ့သို့မဟုတ်ကိဋ္တတာတွေကုံငိမ့်သွားတဲ့အရတ္တဖို့နိဗ္ဗာန်ဆိုတဲ့အစင်မြင့်တဲ့တရားတွေကဝေးတယ်လို့ဒီလိုပြောတာနိဗ္ဗာန်နဲ့ဝေးနိုင်တယ်အမတ်တမဲ့မလုတ်ဖို့မိမိရဲ့နှုတ်တွေကိုစောင့်စည်းဖို့ဆိုတာဒါကြောင့်မို့လို့ ူများပြစ်ကိုရှုမြင်တတ်တဲ့အကျင့်သူများကိုအပြစ်တင်တတ်တဲ့အကျင့်ကဲ့ရဲ့ရှုချတတ်တဲ့အပြစ်အကျင့်မျိုးကိုယ်တဏ္ဍမှာမမွေးမြူဖို့ပေါ့မွေးလို့အပြစ်မတင်တိုက်တဲ့ပုဂ္ဂိုလ်ကိုသွားအပြစ်တင်တယ်မရှုချတတ်တဲ့ပုဂ္ဂိုလ်သွားရှုချပြီဆိုလို့ရှိရင်တော်တော်ကြီးမားတဲ့အပြစ်တွေကိုခံရတယ်ရသော်ဗျာလက်ထက်တုန်းကကောကလိကဆိုတဲ့ယဟန်ဟာ ရှင်သာရိပုတ္တရာရှင်မောကလံတို့သွားပြီးတော့အပြစ်မြင်တယ်အပြစ်တင်တယ်အပြစ်တင်တယ်ကဲရှုပ်ချအပြစ်မြင်ကဲရှုပ်ချယုံနေမကဘူးမြတ်စွာဘုရားကိုလာလျှောက်တယ်သာရိပုတ္တရာတို့မောကလံတို့ဆိုတာလူလူယုတ်တည်လို့ဆိုပြီးတော့ဘုရားကိုလျှောက်တာနော်ဗပိတ်စာအောက်တန်းကြတဲ့ဆန္ဒတွေရှိတယ်အောက်တန်းကြတဲ့စိတ်ဓာတ်တွေရှိတယ်လို့ဘုရားလာအခုတိုင်တော်တာအဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုတနာလို့ မပြောနဲ့မပြောနဲ့သာရိပုတ္တရာမောကလန်ဒီပေါ်မှာစိတ်ကိုကြီးနုကြီးနုအောင်ထားသူတို့ပေါ်မှာမပြတ်မှားနဲ့လို့မြတ်စွာဘုရားဆုံးမတာမရဘူးသူပြောတယ်မြတ်စွာဘုရားစကားနားမထောင်ဘူးသူပြောတော့ဟိုပုဂ္ဂိုလ်ကြီးတွေကအမှန်မှတန်ရှင်းစင်ကြတဲ့ပုဂ္ဂိုလ်ကြီးတွေလေကိုယ့်ဘာကိုလူစကားအပြစ်ဆိုချမ်းဖန်တင်ရင်လို့ရတယ်အဲ့တော့ချမ်းဖန်ပြီးတော့သူအပြစ်ပြောတာဟာ အမြဲတမ်းမြင့်မြတ်တဲ့ပုံကိုယ်တွေကိုပြောမိတဲ့အခါကျဘာနဲ့ဥပမာတူတော့ဆိုရင်ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်တယ်လို့ပဲကြောက်တုံးကြီးကိုခေါင်းနဲ့ဆောင်းတယ်လို့ပဲကိုပဲခံရတယ်အဲ့ဒီကောကဏိကယဟန်ဟာမြတ်စွာဘုရားစကားနားထောင်မဲ့နဲ့ဘုရားရှိခိုးထလဲသွားရောစေရွန်ကျောင်းပေါက်လဲရောက်တဲ့အခါမှာခန္ဓာကိုယ်မှာရှိတဲ့တကူလုံးကကိုယ်ကာယမှာအဖုတွေအပိတ်တွေထလာလိုက်တယ် အဲ့ဒီနားမှာပဲလဲနေချက်ချင်းကြီးပဲတကူလုံးအဖုတွေပိတ်နေတာခုခေတ်ဆရာအောင်နေနဲ့တွေ့ရင်တော့ဒါအလားချက်ဖြစ်တာလို့ပြောကောင်းပြောလိုက်မယ်အဲ့မှာအဖုပိတ်နေထတဖြည်းဖြည်းကြီ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 းလာပြီးနောက်ဆုံးမှာကြီးမားတဲ့အနာကြီးတွေဖြစ်ပြီးတော့နောက်ဆုံးသေဝဲဝင်သွားတေတဲ့ခါမှာအင်တန်ချာစေလာတဲ့ဘဒုမငရဲဆိုတာကိုတွားပြီးတော့ငရဲခါတယ်ဒါကြည့်နော် ဟိုအပြစ်မတင်နိုင်တဲ့ပုဂ္ဂိုလ်သွားပြီးတော့အပြစ်တင်တယ် blame လုပ်တယ်မရှုတ်ချထိုက်တဲ့ပုဂ္ဂိုလ်သွားပြီးတော့ရှုတ်ချအဲ့ဒီအကုသိုလ်ဟာအလွန်ကြီးမားတယ်ပုဂ္ဂိုလ်လိုက်ပြီးတော့အလွန်ကြီးမားဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမတာအဲ့ဒီအဆုံးမကိုဘုန်းကြီးတို့တွေမှတ်သားနာယူထားဖို့လိုအပ်တယ်ဒါကိုရဲ့နေစဉ်ဘဝမှာအလွန်လွယ်နဲ့လုံးမိတတ်လို့ပြောပရဝိဇာနုပတိတ္တနေဆံဥဇာနာတင်ကြီးနော အတဝါတတဝုဒ္ဒန္တိအာရသောအတဝေခေသူများကိုအပြစ်တင်တတ်တဲ့ပုဂ္ဂိုလ်ကဲရရှုပ်ချတတ်တဲ့ပုဂ္ဂိုလ်ဟာအတဝါတရားတွေသာဖြစ်ပွားပြီးအတဝါတရားချုပ်ငြိမ်းရာအရတ္တဖို့နိဗ္ဗာန်ဆိုတဲ့ထူးမြတ်တဲ့တရားဓမ္မတွေကကင်းဝေးလိမ့်မယ်လို့ယေဆောဗျာတတိပေးတယ်နော်ဒါကြောင့်မို့လို့အကျိုးမရှိတဲ့အလုပ်မလုပ်မိအောင်အကျိုးမရှိုံနဲ့မကဘူးအပြစ်ကြီးတဲ့အလုပ်မျိုး မလုံးမိအောင်ဘုန်းကြီးတို့တွေတည်တည်ထားပုဂ္ဂိုလ်တို့တယောက်ဆိုတာအပြင်ပန်းကကြည့်လို့မရအောင်အပြင်ပန်းကကြည့်ပြီးတော့ကဲ့ရဲ့ပြစ်တင်ပြီးလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့အတွင်အနှစ်မှရှိတဲ့အရေးချင်းကိုမသိသည့်အတွက်ကြောင့်အတွင်အနှစ်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒုက္ခရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဘုသူကမအပြစ်တင်မှုမကြိုးစားနိုင်နဲ့ဘုသူကမရှုတ်ချဖို့မကြိုးစားနိုင်နဲ့ဒီလိုဆိုတာပေါ့နော်